ပရိသတ်များလုံးပဲမင်္ဂလာပါခင်ဗျ Football King ကနေပြန်လဲပြီးတော့ဂျူဆူလိုက်ပါတယ်ပြည်တွင်းဖလားဆောင်သိမ်းပိုင်းနိုင်ငံပြီးတဲ့နောက်ဘာစီလိုနာရဲ့ခြေလှမ်းအသစ်များဘာစီလိုနာအသင်းကတော့ဒီနှစ်ဘောလုံးရာသီမှာ Real Madrid ကိုအလှပဆုံးနောက်ကောက်ချနိုင်ခဲ့ပြီးတဲ့နောက်လာမယ့်ရာသီကိုသူတို့ရဲ့အဓိကကစားမအစုံလေးနဲ့ဖြတ်တန်းနိုင်ဖို့အတွက်စဉ်းစားလာခဲ့ပြီဖြစ်ပါတယ်ဒိုင်းစမူတယောက်ဂိုးသမားတယောက်တို့ကိုခေါ်နိုင်ဖို့အတွက်ဆိုတာကဘာစီလိုနာဒီနှစ်ຫນွေရာသီအဓိကပြည့်မှတ်ဆိုပေမဲ့စားမသိခေါ်မှုတွေကပဲအအောင်ဆိုင်ပြီးတော့ အသေးမှလက်ရှိကစားနေရတဲ့အဓိကကစားမားတွေကိုလည်းဘာစီလိုနာကပြင်မထားခဲ့ပါဘူး။ဘွဲစဉ်36အပြီးမှလာလီဂါချန်ပီယံဘွဲကိုစကူနိုင်ခဲ့ပြီးတဲ့နောက်ဘာကာဥထလာပေါ်တာကသူတို့ရဲ့အဓိကကစားမားတွေကိုစားတော့တတန်းတိုးနိုင်မှုအတွက်ဦးစားပေးဆောင်ရွက်လာပါတယ်။ခုရက်ပိုင်းမှလည်းကစားမားတွေကိုစားတော့တတန်းထပ်တိုးနိုင်မှုအတွက်လာပေါ်တာအလုပ်တွေတောက်လျှောက်လုပ်နေကြတာပါ။စားမားတွေကလည်းဟန်စီဖလက်ရဲ့လက်အောက်မှာကစားရတဲ့ပေါ်တော်လေးကိုပျော်ရွှင်ကျဉ်တတ်နေကြပါတယ်။ဟန်စီဖလက်ကဒီနေ့ဘောလုံးရာသီမှာပြင်းပြလာသုံးလုံးရရှိနိုင်အောင်စောင့်ခြင်းပေးနိုင်ခဲ့တာဖြစ်ပြီးတော့ ချန်ပီယံလိမာလေးစီးဖိုင်နယ်အဆင်းဒီကိုတလန်းရောက်ရှိလာနိုင်အောင်အကောင်းဆုံးဥဆောင်ပေးနိုင်ခဲ့တာကြောင့်ဟန်စီဖလစ်နဲ့သာဆိုရင်သူတို့တွေအနေနဲ့နှစ်တိုင်းလိုလိုဆူပလားတွေကိုကိုင်မြောက်ခွင့်ရရှိနိုင်လိမ့်မယ်လို့ဘာကကစားမတွေကယုံကြည်နေကြတာပါဒါအသင်းသေးမှာတကယ်လို့အံ့နေတဲ့အရာပါမိပြားနဲ့ကစားမတွေရဲ့အကြားမှာအခုလိုမျိုးပြန်လည်နားလည်မှုယုံကြည်မှုတွေကခိုင်မဲနေကြဖို့လိုပါတယ်ဒါလိုမှမဟုတ်ရင်အသင်းကရလာဆိုးရီနဲ့ပဲရင်ဆိုင်ကြုံတွေ့နေရမှာဖြစ်ပါတယ်ဇာဗီလက်ထက်တုံးကတော့ပထမရာသီမှာလာလီကာဖလားကိုင်မြောက်နိုင်ခဲ့ပြီမဲ့ဒုတိယမြောက်ရာသီမှာတော့ဇာဗီနဲ့ဘာကကစားမတွေရဲ့အကြားမှာ ြည်ထနာတွေတောက်ဆောက်တက်ခဲ့ပါလေ။ဒါတမဲလာလီကာချန်ပီယံဘာစလိုနာအသင်းဟာနောက်တစ်နှစ်မှာဖလားလက်မဲ့နဲ့ရာသီသိမ်းခဲ့ရတဲ့အထိစစိုးရွားကြီးကိုကြာဆင်းသွားခဲ့ရတာဖြစ်ပါလေ။အိုင်ဘတ်ခွန်ရှိကိုဝမ်နိစ်ဘတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမကစားလို့ရပါပြီ။ဝမ်နိစ်ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုန်းကိမကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံး9 3လုံး5 3လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တွေမှာခြာပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ဒါကြောင့်ဟန်စီဖလက်ရဲ့ဒုတိယမြောက်ယာတီမာယောဘယ်လိုပဲပုံဖြစ်လာမလဲဆိုတာဆက်လက်ဆောင်ကြည့်သွားရမယ်လို့ထင်ပါတယ်။လာဘော်ဒါကတော့အချိုးမိန်ဆုံးယာတီတို့ဖျက်တမ်းခဲ့ပြီးမှဟန်စီဖလက်ပါဝင်အသင်းအဓိကကစားမားတွေနဲ့စာတုတက်တန်းတိုးဖို့ကြိုးစားနေပါတယ်။ဒါကလာဘော်ဒါရဲ့ပထမဦးစားပေးဖြစ်ပြီးတော့ကစားမားတွေခေါ်ယူဖို့ကတော့ဒုတိယဦးစားပေးဖြစ်ပါတယ်။ DB3 ကနေတဆင့်လာဘော်ဒါကကျွန်တော်အနေနဲ့ကျွန်တော်ပိုင်ဆိုင်ထားသမျှအရာတွေအားလုံးကိုတန်ဖိုးထားရမယ်။ဒါကြောင့်စာတုတက်တန်းတိုးတဲ့ကိစ္စတွေကိုဦးစားပေးပြီးတော့ဆောင်ရွက်နေတာပါ။ဇာမာတစ်တွေထပ်မံအားဖြည့်အောင်မယ်ဆိုတာကိုတော့သိပါတယ်။ ထပ်ဖြည့်ဖို့လည်းစဉ်းစားထားပါတယ်လို့ပြောကြားသွားပါတယ်။ဘာဆိုရင်ကစားမတော်များများကလည်းအသေးမှာပဲဆက်နေခြင်းပြီးတော့စာရုပ်တန်တန်းတိုးဖို့အတွက်လမ်းဖွင့်ပေးထားကြပါတယ်။ဒီထဲမှာတော့ Frankie De Jong ကပထမဦးစားပေးဖြစ်ပါတယ်လို့ Laborda ပြောလာပါတယ်။ Laborda က Frankie ကလက်ရှိချိန်မှာအသေးနဲ့စာရုပ်တန်တန်းတစ်နှစ်ပဲကြံပါတော့တယ်။ဒါကြောင့်သူ့ကိုစာရုပ်တန်တန်းတိုးဖို့ကိစ္စအရေးကြီးပါတယ်။ Frankie ကလည်းအသေးမှာပဲဆက်နေခြင်းနေတာပါ။ကျွန်တော်သူနဲ့စကားပြောတာနှစ်လလောက်ရှိပါပြီ။လက်ရှိမှာတော့စာရုပ်တစ်အတွက်သဘောတူညီမှုအကုန်လုံးရထားပြီးပါပြီလို့ပြောခဲ့ပါတယ်။ ဒါပြင်ရာဖီညာတို့နဲ့စာတို့တန်တိုးဖို့ကိစ္စကိုလည်းသူ့အနေနဲ့မေးမထားတဲ့ကြောင်းလာပေါ်တာကဒီကွာတော့ရာဖီညာရဲ့စာတို့တိကိစ္စကိုလှုံ့ဆော်နေပါတယ်အကြမ်းကောင်းတဲ့ချိန်ဆက်မှုတွေလည်းရှိနေပါတယ်ရာဖာလည်းအသင်းမှာဆက်နေခြင်းသေးပြီးတော့တမိုင်းသစ်တွေဆက်လက်ထူးဆစ်ခြင်းညာကြောင့်မကြခင်မှာစာတို့တိကိစ္စအပြေထွက်လာပါလိမ့်မယ်လို့ပြောသွားခဲ့ပါတယ်ဒါပြင်လာပေါ်တာရမဲကိုလည်းစာတို့တန်တစ်ထတ်တိုးဖို့စူးစမ်းနေပြီးစာတို့ထဲမှာလက်မှတ်ထိုးဖို့ပဲကြံတော့တယ်လို့ပြောထားပါတယ်လာပေါ်တာတော့ဒေတာလေးစနစ်ကျနိုင်စီမံခန့်ခွဲနေတာတွေ့ရပါတယ်ဒါကြောင့်ရှိလာမယ့်နှစ်တွေမှာဘာစွာကိုကျွန်တော်အနေနဲ့ပိုကောင်းတဲ့အသွင်ပြင်းနဲ့ တွေ့မြင်လာဖို့ရှိနေကြောင်းပါခင်ဗျာ။စောင့်နေကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။